င်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်နေ့စဉ်ထွက်ရှိတဲ့သတင်းစာ channel တွေကအများပြည်သူစိတ်ဝင်စားမဲ့သတင်းတွေကိုထုတ်နှုတ်ဖတ်ကြားပေးတဲ့သတင်းစာဘောကဖတ်စရာဒုတိယပိုင်းအစီအစဉ်ပြန်လည်စတင်ပြီဖြစ်ပါတယ်ဒီအစီအစဉ်ကိုကျွန်တော်အာကာနဲ့ကျမရမင်းကလူကလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာကဲကိုအားကရေဒီဒုတိယပိုင်းရဲ့ပထမဆုံးသတင်းအနေနဲ့ပါဖတ်ပြဖို့စီစဉ်ထားပဲဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကတော့ဒီနေ့ဒီ daily 11နေ့စဉ်သတင်းစာရဲ့စာမျက်နှာ9မှာပါတဲ့သတင်းတစ်ပုဒ်ပေါ့နော် 2015-2016ဘဏ္ဍာနှစ်ရန်ကုန်တိုင်းဒေသကြီး၏ဘတ်ဂျက်ကိုအဓိကဆွေးနွေးမိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထူစီဝေးယနေ့စတင်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်။2015-2016ဘဏ္ဍာနှစ်ရန်ကုန်တိုင်းဒေသကြီး၏ဘတ်ဂျက်အားအဓိကဆွေးနွေးမိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထူစီဝေးတင့်မြင့်ဆောင်2015ကိုဧပြီလ1ရက်ယနေ့မှစတင်ပြုလုပ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။အဆိုပါအစည်းအဝေးတွင်2015-2016ဘဏ္ဍာနှစ်တွင်သုံးဆွဲမိရန်ကုန်တိုင်းဒေသကြီးဘတ်ဂျက်အပြင် 2015-2016ဘဏ္ဍာနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းလှုပ်ဆောင်မြစ်စီမံကိန်းမျှော်မှန်းချက်များပါဝင်သည့်ဒေသန္တရစီမံကိန်းကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ယုံမှသိရသည်။ယနေ့ပြုလုပ်မည့်လွှတ်တော်အစည်းအဝေးအတွက်ဗဟန်းမဲဆန္ဒနှင့်အမှတ်နှစ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသင်းကရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းထားခဲ့သောမတ်လ9ရက်နေ့ကရန်ကုန်မြို့တော်ခမ်းမရှိ၌ចောင်းသားများအား လက်ပတ်နေဝစ်စင်ထားသူများကအင်အားသုံးဖြိုခွင်းဖမ်းဆီးခဲ့သည့်ဖြစ်စဉ်အပေါ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အားမေကွန်းထုတ်ဆွေးနွေးမိအဆိုကိုဆွေးနွေးပွဲရှိကြောင်းသိရသည်ဒေါက်တာညိုညိုသိန်းကပြောထားတာပေါ့နော်ဒီစည်းဝေးကအဓိက2015-2016သုံးဆွဲမဲ့ဘတ်ဂျက်ကိုအဓိကဆွေးနွေးမှာပေါ့ဘတ်ဂျက်ကိုဆွေးနွေးအတီမပြုဘဲအစိုးရကသုံးလို့မရဘူးဒါကြောင့်အတီပြုပေးရမှာနောက်ပြီးတော့ရန်ကုန်မြို့တော်ခမ်းမရှိမှာចောင်းသားတွေကိုအကြမ်းဖက်ခဲ့တဲ့ကိစ္စပေါ့လဲဆွေးနွေးမယ်လို့ထင်တယ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဒီကိစ္စကိုလွှတ်တော်မှာရှင်းပြမှာဆိုပြီးတော့ပြောထားပါတယ်ခင်ဗျာပြီးခဲ့သည်2014-2015ဘဏ္ဍာနှစ်အတွက်သုံးဆွဲမိဘတ်ဂျက်ကို2014ခုနှစ်ဧပြီလဇန်ပိုင်းမဟုတ်ဘဲဧပြီ23ရက်မှသာရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးပြုလုပ်၍အတည်ပြုနိုင်ခဲ့ခြင်းကြောင့်ရင်းကိစ္စပေါ်လွှတ်တော်ကိုယ်စားလှယ်အချို့ကဝေဖန်မှုများရှိခဲ့ကြောင်းသိရသည်ဆိုပြီးတော့ဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့မန်ဂျမင်းဦးကများဘာများထပ်ပြီးတော့ဖတ်ပြဖို့ရှိလဲခင်ဗျာဒါကတော့ voice သတင်းစာထဲမှာပါတယ် ီလျှက်စစ်နဲ့ပတ်သက်တဲ့သတင်းလေးပေါ့လျှက်စစ်တအားဖြန့်ဖြူးရေးလုပ်ငန်းကိုတဲ့နိုင်ငံပိုင်လျှက်စစ်တအားပေးရေးကော်ပိုရေးရှင်းဖြစ်ပြောင်းလဲမည်တဲ့မန္တလေးတိုင်းဒေသကြီးတွင်မှဆိုရင်လျှက်စစ်တအားသုံးဆွဲသူကပြန်မြ9သိန်းကျော်ရှိတယ်ဒီလျှက်စစ်အုံပြူရေးဝန်ဆောင်မှုပေးနိုင်ဖို့အတွက်ကိုတဲ့ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့လျှက်စစ်တအားဖြန့်ဖြူးရေးလုပ်ငန်းကိုနိုင်ငံပိုင်လျှက်စစ်တအားပေးရေးကော်ပိုရေးရှင်းဖြစ်ပြောင်းလဲလှုပ်ဆောင်တော့မှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးလျက်စစ်တအားထုတ်လုပ်ဖြန့်ပြူရေးလုပ်ငန်းဒုတိယတိုင်းမန်နေဂျာဦးစိန်ဝင်းမြင့်ကပြောကြားတယ်ဆိုပြီးဒီထဲမှာဖော်ပြထားတယ်အများပိုင်ကော်ပိုရေးရှင်းဖြစ်တဖြည်းဖြည်းပြုပြင်လှုပ်ဆောင်သွားနိုင်ဖို့တဲ့ဖြစ်ပေါ်နေတဲ့အဟန့်တားနဲ့ပြည်သူတွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့နိုင်ငံပိုင်ကော်ပိုရေးရှင်းဖြစ်စတင်ပြောင်းလဲဖြစ်ပါတယ်တဲ့ဒီကော်ပိုရေးရှင်းမှာအဟန့်တားတွေအလုပ်ပြေလည်ပြီးပြည်သူတွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးနိုင်မှာအများပိုင်ကော်ပိုရေးရှင်းဖြစ်ပြောင်းလဲမှာဖြစ်ပါတယ်လို့သူကပြောထားတယ်ပေါ့နော်ဒီမှာ မန္တလေးမြို့မှာနေထိုင်တဲ့ကျောက်စိမ့်ကုန်တဲ့တူဖြစ်တဲ့ဦးမျိုးညွန့်ကတော့ပြီးခဲ့တဲ့နှစ်တရားထက်ဆိုင်နဲ့အခုလက်ရှိမှာလက်စစ်တုံးပြရတာပို့ပြီးတော့တိုးတက်ပြီးတော့ဒါတက်စစ်မီရတယ်တည်ငိမ့်သွားအုံပြရတယ်ပြီးရင်လျှက်ဆိုင်မီပြတ်တောက်မှုရတယ်ယော်နေလာတယ်လို့တော့ဒါမန္တလေးကပြောထားတယ်ပေါ့နော်ဒီမှာနွေရာသီကာလမှာလျှက်ဆစ်မီအပြေဝ ရာသီကာလမှာလက်စစ်မီအပြေအဝသုံးဆွဲနိုင်ရေးအတွက်ပြီးခဲ့တဲ့နှစ်နှစ်ကနေစပြီးတော့မန်လေးတိုင်းဒေသကြီးတွင်မှလက်စစ်တပ်အားဖြန့်ဖြူးရေးရုံ6ရုံကိုတည်ဆောက်ခဲ့ပြီးတော့လာမယ့်မေလအတွင်းမှာအဲ့ဒီလက်စစ်တပ်အားဖြန့်ဖြူးရေး6ရုံပြီးပြီးတော့မှလက်စစ်တပ်အားတွေကိုမန်လေးတိုင်းအတွင်းမှာဖြန့်ဖြူးနိုင်တော့မှာပေါ့နော်ဒီတက်ပို့ပြီးတော့မှဟုတ်ကဲ့ပါခင်ဗျကိုကကရောပါမညာဟုတ်ကဲ့ပါခင်ဗျကျွန်တော်ကတော့ဒီနေ့ဒီဒီနေ့ထွက်တဲ့ပေါ့နော်မြန်မာတိုင်းဂျာနယ်ရဲ့ဆာမင်နာနှစ်မှာပါတဲ့ သတင်းလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ခင်ဗျဖမ်းဆီးထားသည့်ကျောင်းသားများကိုလွှတ်ပေးရန်အမေရိကန်တောင်းဆိုချက်မြန်မာအစိုးရပယ်ချဆိုတဲ့သတင်းဖြစ်ပါတယ်ခင်ဗျကျောင်းသားတပိတ်ဆန္ဒပြသူများကို မြန်မာအစိုးရကရှာဇဝတ်ပုံမှန်များဖြင့်ဖမ်းဆီးရေးယူနေမှုအပေါ်စိုးရိမ်မိကြောင်းနှင့်ဖမ်းဆီးထားသူများအများဆုံးလွှတ်ပေးရန်အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကမတ်လ30ရက်နေ့ကတိုက်တွန်းခဲ့ရာမြန်မာအစိုးရကပယ်ချလိုက်သည်တဲ့အမေရိကန်အစိုးရ၏ပြောခွင့်ရပုဂ္ဂိုလ် Miss Marian Hack က မြို့သားပညာရေးဥပဒေပြင်ဆင်ရေးအပေါ်ငြိမ်းချမ်းစွာတောင်းဆိုလှုပ်ရှားခဲ့သူများကိုအစိုးရကရာဇဝတ်ပြစ်မှုပုံမှန်များတက်၍ဖမ်းဆီးထားခြင်းကိုချွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သည်တဲ့ဒီလိုတောင်းဆိုတာနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီမြန်မာအစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူနောက်ပြီးတော့ပြန်ကြားရေးဝန်ကြီးဌာနရဲ့ပြည်ထောင်စုဝန်ကြီးဦးရထုတ်ရဲ့တုံ့ပြန်ချက်ကတော့သူတို့ထုတ်နေတဲ့ညင်ညာချက်တွေထက်ဒီနေ့လောက်ရမယ့်အလုပ်ကပြည်သူတွေအတွက်တည်ငြိမ်အေးချမ်းမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဖော်ဆောင်ပေးနိုင်မယ့် အပြစ်ရက်သဘောတူညီချက်ကိစ္စကျွန်တော်တို့ဦးစားပေးလုပ်ရမယ့်ကိစ္စပဲပြီးခဲ့တဲ့ဟာတွေအတွက်သူတို့ပြောတဲ့ကိစ္စကိုဘာမှစဉ်းစားစရာလည်းမရှိဘူးတုံ့ပြန်ပြောစရာလည်းမရှိဘူးဆိုပြီးတော့ပြောထားပါဗျ။ဖန်းစည်းခံရသူများကြီးကျမ်းမာရေးအာဟာရနဲ့မိသားစုဝင်များနဲ့တွေ့ဆုံခွင့်စသည်တို့မှာခက်ခဲသည့်အခြေအနေတွင်ရှိနေကြောင်းထောင်ဝင်စာတွေ့ဆုံခွင့်ရရှိရန်ကြိုးပမ်းနေကြသောမိသားစုဝင်များကဆိုသည်တဲ့။ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီထောင်ဝင်စာသွားတွေ့ခဲ့တဲ့အခုဖန်းစည်းခံရတဲ့ဒီចောင်းသား ခေါင်းဆောင်တူဖြစ်တဲ့မဖြူဖြူအောင်ရဲ့ဖခင်ဟုတ်ကဲ့ဒေါက်တာနေဝင်းကပြောထားတာကတော့ကျွန်တော်တို့သားသမီးတွေနဲ့တွေးခွင့်ရဖို့အတော့ကိုလောက်ရတယ်ပို့လိုက်တဲ့အထုပ်တွေရောက်မရောက်ဆိုတာလည်းမသိရဘူးကျွန်တော်လည်းပို့လို့မရအစားအသောက်တွေကလည်းတော်တော်ဆိုးရတဲ့အကြောင်းပြောကြတယ်ဆိုပြီးတော့ဒါပြောထားခဲ့တာပေါ့နော်ဒါကတော့ကျွန်တော်ဒီအမေရိကန်ရဲ့တောင်းဆိုချက်ကိုမြန်မာအစိုးရကဟုတ်ကဲ့ဟုတ်ကဲ့သူလေဆန္ဒပြတဲ့ပွဲမှာလည်းဒီလက်ပတ် အနေနဲ့ဖြိုခွင်းမှုနဲ့ပတ်သက်ပြီးတော့ဒါအစီရင်ခံစာကိုနိုင်ငံတော်သမ္မတဆီကိုပေးပို့လိုက်ပြီတဲ့ဟုတ်ကဲ့ဒါ voice သတင်းစာထဲမှာဖော်ပြထားတာပေါ့အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက်တဲ့တပိတ်မောက်ចောင်းသားတွေကိုအကြမ်းမဖက်ရန်ရန်ကုန်မြို့လေမြို့တော်ခန့်မှအနီးမှာဆန္ဒထုတ်ဖော်သူတွေကိုလက်ပတ်နေဝဲရက်သားအသုံးပြုဖြိုခွဲခြင်းဟာဥပဒေနဲ့ညီညွတ်မှုရှိမရှိကိုစစ်ဆေးထားတဲ့အစီရင်ခံစာကိုနိုင်ငံတော်သမ္မတထံကိုပေးပို့လိုက်ပြီဖြစ်လို့စုံစမ်းစစ်ဆေးကော်မရှင်အဖွဲ့ဝင်ဦးစောထွန်းအောင်မြင့်ကပြောကြားတယ် ပြည်ထောင်ဝင်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာကိုတဲ့ဒါမလ31ရက်နေ့မှာအပိသက်ရေးသားတယ်ပြီးတော့ဒါသမရစီကိုပို့လိုက်တာပေါ့နော်အဲ့ဒီအစီရင်ခံစာမှာလက်ပတ်နေဝဲရက်သားတွေအသုံးပြုပြီးတော့ဆန္ဒထုတ်ဖော်သူတွေကိုဖြိုခွဲခြင်းဟာလှုပ်ထုံးလုံနေရမှန်ကန်မှုရှိမရှိကိုစီစစ်ရေးသားထားတာဖြစ်ပြီးအသေးစိတ်အချက်အလက်တွေကိုတော့ဒါထုတ်ပြန်မပြောဆိုထားအောင်ပေါ့ ဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်သမရယုံတာဝန်ရှိသူတို့ကဘယ်လိုပြောထားလဲဆိုတော့သူတို့ကပို့တယ်ဆိုရင်တော့သူ့လမ်းကြောင်းနဲ့သူသမရစီကိုရောက်လာမှာပဲတဲ့ဒီဘက်ကအဲ့ဒီအစီရင်ခံစာထဲမှာဖော်ပြထားတာအရာဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောထားတယ်။ဒါကဒီစုလင်မာဒီဆန္ဒထုတ်ဖို့ရတဲ့သူတွေနဲ့ဒီလက်ပတ်နေဝဲသူတွေနဲ့ပြိပခတ်ဖြစ်သွားပြီးတော့ဒီဟုတ်ကဲ့ပါ ဒီ88ငင်းကြိုင်းနဲ့ပွန်လင်းလူဖွဲ့စီကသုံးပေါင်းအကြောင်းသား9ဦးလဲအဲ့တော့ဖမ်းဆီးထိန်းသိမ်းခံရတယ်နောက်ပိုင်းတော့ပြန်လွတ်ခဲ့တာပေါ့နော်ဒီလိုလက်ပတ်ညီဒီအရက်သားတွေကိုသုံးပြုပြီးတော့ဆန္ဒထုတ်ဖော်သူတွေဖြိုခွင်းခြင်းဟာတဲ့ဥပဒေနဲ့ညီညွတ်မှုရှိမရှိကိုဒါကကျွအငင်းပွားကြရပါဘောနော်ဒါပေမဲ့ရန်ကုန်တိုင်းဝင်ကြီးချုပ်ဒီမှာဖော်ပြထားတာကတော့ရန်ကုန်တိုင်းဝင်ကြီးချုပ်ဦးမြင့်စွေရတဲ့ ြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွေနဲ့ညီညွတ်တယ်လို့တော့ဒီမှာသူကတခါပြောကြထားတယ်ဆိုဒီထဲမှာတော့ဖော်ပြထားတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာဒီကိစ္စကလည်းကျွန်တော်တို့ဒီရှေ့နေတွေကလည်းမညီညွတ်ဘူးလို့ဟိုကျွန်တော်ဒါဝေဖန်တယ်နောက်ပြီးတော့ဒီအများပြည်သူတွေကလည်းဟုတ်ကဲ့အများပြည်သူတွေကလည်းအများကြီးဝေဖန်နေကြတယ် ဒါဥမာဒီစုံစမ်းစစ်ဆေးကော်မရှင်ရဲ့ဒီအစီရင်ခံစာကတော့ဒါဘယ်လိုထွက်လာမလဲဆိုတော့တော်တော်စိတ်ဝင်စားတော့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာစင်ကစားထွက်လာလို့ရှင်ဒါကတော့ဖတ်ကြည့်ရမှာပေါ့နော်သူတို့ဘယ်လိုပြောပြတာဒါမဲ့လည်းတခုရှိတာဒါပြည်သူတွေကိုရောဒီအစင်ကစားထုတ်ပြန်မှာလားဆိုတာရှိတယ်။တမနာယုံဘက်ကတော့ဒီအစင်ကစားထဲမှာဖော်ပြထားတဲ့အတိုင်းကိုသူတို့ဆက်လက်ဆောင်ရွက်မယ်လို့ဒါဟုတ်ကဲ့ပါခင်ဗျာဒါအများပြည်သူကိုချက်ပြမပြလဲဒါစိတ်ဝင်စားဖို့ကောင်းပါပြီ။ဟုတ်ကဲ့ပါရှင်။ဟုတ်ကဲ့ပါခင်ဗျာဒီသတင်းလေးနဲ့ပဲကျွန်တော်တို့ဒီသတင်းစာပေါ်ကဖတ်စရာဒုတိယပိုင်းအစီအစဉ်ပြီးဆုံးပြီဖြစ်ပါတယ်။